ညီမပေတံများအားလုံးမင်္ဂလာပါရှင် K2L အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ဗီဒီယိုမှာပြောပြပေးမယ့်အကြောင်းအရာကတော့မိမကိုရောင်ရမ်းခြင်းရဲ့လက္ခဏာတွေဖြစ်တဲ့မိမကိုရာရမ်းခြင်းအနံ့ဆိုးများထွက်ခြင်းပုံမှန်မဟုတ်တဲ့အဖြူဆင်းခြင်းနဲ့ one bite out ပိုင်းမတက်မတာဖြစ်ခြင်းစတဲ့အခမ်းကဏ္ဍတွေအားလုံးကိုဆက်ဆက်ပြီးကြကြပြက်ပြက်ဆွေးနွေးသွားမှာဖြစ်ပါတယ် ထမဆုံးပိုင်းမှာဆွေးနွေးပေးသွားမယ့်အကြောင်းအရာကတော့မိမကိုရောင်ရမ်းခြင်းဖြစ်စေတဲ့အကြောင်းရင်းတွေနဲ့ဆက်ဆက်ယောဂါတွေဖြစ်တဲ့မိမကိုရောင်ရမ်းခြင်းအနံဆိုးတွေထွက်ခြင်းပုံမှန်မဟုတ်တဲ့အဖြူဆင်းခြင်းနဲ့ဝမ်ပိုက်အောက်ပိုင်းမတက်မတာဖြစ်ခြင်းအကြောင်းကိုဆွေးနွေးသွားမှာဖြစ်ပါတယ်။မိမကိုရောင်ရမ်းခြင်းကအမျိုးသမီးတွေမှာအဖြစ်များတဲ့ကျန်းမာရေးပြဿနာဖြစ်ပြီးဘက်တီးရီးယားကြောင့်မိမကိုရောင်ရမ်းခြင်း၊မှိုကြောင့်မိမကိုရောင်ရမ်းခြင်း ထရိုက်ကိုမိုနက်စ်ဖာဂျနယ်လစ်လို့ခေါ်တဲ့ကပားကောင်တစ်မျိုးကြောင့်မိမကိုရောင်ရမ်းခြင်းနဲ့သွေးဆုံပြည့်တဲ့နောက်မိမကိုရောင်ရမ်းခြင်းတို့ကမိမကိုရောင်ရမ်းရတဲ့အဓိကအကြောင်းရင်းတွေဖြစ်ပြီးတခြားအကြောင်းရင်းတွေကတော့စီးပူညောင်းကျယောဂကြောင့်ရောင်နာရေယုံယောဂကြောင့်ရောင်နာတခြားသောကပားကောင်တွေနဲ့တန်ရှင်းမှုအားနည်းတာကြောင့်ရောင်နာတွေလည်းဖြစ်နိုင်ပါတယ်ဆက်ဆက်ယောဂတွေဖြစ်တဲ့မိမကိုရောင်ရမ်းခြင်း မိမကိုရာရန်ခြင်းကမှုပို pH level ပြည့်ဝင်ခြင်းကိုဝင်ဆောင်ခြင်းဆေးဝါးသုံးဆွဲခြင်းတို့ကနေမှုပိုးပွားခြင်းတို့ဖြစ်နိုင်ပြီးဒရေသားဆေးတွေပရိစီဝါဆေးတွေဘက်တီးရီးယားမျှခြေပြည့်ဝင်စေတာတွေဖြစ်နိုင်ပါတယ်ဓာတုပစ္စည်းဆက်ပြလိန်စေအလားတူရာရန်မှုတွေကိုလည်းဖြစ်စေနိုင်ပါတယ်လက္ခဏာတွေကတော့မိမကိုအတွင်းနဲ့အပြင်ဘက်မှာအပြင်းထန်ရပြီးတော့နေရတာဆက်ဖြစ်ဖြစ်ဖြစ်တာတို့ဖြစ်ပါတယ် အနံဆိုးထွက်ခြင်းဘက်တီးရီးယားပိုးပုံမှန်ဘက်တီးရီးယားပိုးလက်တိုဘက်စလက်စ်နေပြီးဂါဒနယ်ရယ်လာပိုးတွေလွန်ခဲ့တာကြောင့်ငါးညင်နံလိုမျိုးထွက်တတ်ပြီးထရိုကိုမိုနာလင်ကနေတစင်ကူးဆက်တဲ့ပါရာဆိုက်ပိုးကြောင့်အနံပြင်းတာဖြစ်ပါတယ်။လက္ခဏာအနံကတော့ငါးပုံနဲ့ချင်းနဲ့လိုမျိုးပြင်းထန်ပြီးရာသီလာချင်းဒါမှမဟုတ်လိန်ဆက်ဆန်ပြီးနောက်ပိုင်းရရှိနိုင်ပါတယ်။ပုံမှန်မဟုတ်တဲ့အဖြူစင်ချင်းမှုပိုးဒိန်ခဲလိုမျိုးအဖြူစင်ပြီးတော့ရရန်ချင်းနဲ့တွဲဖြစ်လေရှိပါတယ်။ ဘက်တီးရီးယားပိုအဖြူရောင်မိခိုရောင်ပစ်ချွဲတဲ့အရေးအဆင်ပြေအနံ့ဆိုးထွက်လေရှိပါတယ်။ထရိုကိုမိုနာအဝါရောင်အစိမ်းရောင်အမြုပ်ထနေတဲ့အရေးအဆင်ချင်းဝမ်ပိုက်အောက်ပိုင်းမတက်မသားဖြစ်ခြင်း၊ရောင်ရမ်းမှုကြောင့်စီးသွားဆင်နာခြင်း၊လိမ့်ဆက်ဆန်ဆင်မနာခြင်းဖြစ်နိုင်ပါတယ်။ PIND လင်ကားနေတစဉ်ကိုဆက်တဲ့ယောဂါတွေဥပမာကလာမိုင်းတရားကြောင့်ဝမ်ပိုက်အောက်ပိုင်းမှာတောင်တင်းကြိုက်ခဲခြင်းဖျားခြင်းတို့ပါဖြစ်နိုင်ပါတယ်။ တခြားဆက်ဆက်လက္ခဏာတွေကတော့စီလံချောင်းပြက်သနာစီသွားစင်နာခြင်းစီးခဏခဏသွားခြင်းအင်ပြင်ထခြင်းဓာတ်ဥပစ္စည်းတွေနဲ့မတည့်ပါကရားရံပြီးတော့အဖုပိန်ထွက်ခြင်းနောက်ထပ်အပိုင်းမှာတော့မဲမကိုရောင်ရမ်းခြင်းကိုကုသနိုင်မှုနဲ့ကာကွယ်ဖို့နီလန်တွေကိုအသေးစိတ်ဆက်လက်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ကုသမှုနီလန်များမဲမကိုရောင်ရမ်းခြင်းကိုဖြစ်စေတဲ့အကြောင်းရင်းအလိုက်ကုသဖို့လိုအပ်ပါတယ်မှုပိုးချောင်းဖြစ်တဲ့မဲမကိုရောင်ရမ်းခြင်း အန်တီဖန်ဂယ်ဆေးများဥပမာအားဖြင့်ကလိုထရီမာဇောမိုက်ကိုနာဇောဖလူကိုနာဇောလိမ့်စေခရင်မိမကိုအပြင်ဘက်မှာလိမ့်မှုအတွက်ဖြစ်ပါတယ်ဗာဂျန်နယ်ဆပိုစစ်ထရီမိမကိုအတွင်ကိုထည့်ဖို့အတွက်ဖြစ်ပါတယ်တောက်စေတစ်ချိန်နဲ့နဲ့လဲတောက်သုံးနိုင်ပါတယ်ဘက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ဘက်တီးရီးယားဗာဂျန်နိုစစ်မက်ထရိုနိုက်ဒဇောဆေးပြတောက်စေဒါမှမဟုတ်လိမ့်စေကလင်နာမိုက်စင်မိမကိုအတွင်ကိုလိမ့်မှုအတွက်ဖြစ်ပါတယ်ထရိုကိုမိုနာ မက်ထရိုနိုက်ဒဇောဒါမှမဟုတ်တီနီဒါဇောလိန်နှအိုးနှစ်ဖက်စလုံးအတွက်ကုသဖို့အတွက်လိုအပ်ပါတယ်။ဓမ္မတက်မှုပြဿနာအရေးပြပြဿနာဓာတ်ရုပ်ပစ္စည်းတွေဆက်ပြလိုရှင်ရှောင်းမှုအတွက်လိုအပ်ပါတယ်။စီရိုက်လိန်စီတွေရာရန်ခြင်းကိုတတ်တာဆင်နိုင်ပါတယ်အိမ်တွင်းကူထုံတွေကတော့ဒိန်ကျင်လက်ထရိုဘက်ဆလစ်ပါဝင်တဲ့ဒိန်ကျင်တွေကိုစားသုံးခြင်းဒါမှမဟုတ်မင်းမကိုအပြင်ဘက်မှာလိန်ကျင်အုံးစီမှုပိုးကိုတိုက်ဖြတ်နိုင်တဲ့သဘာဝပစ္စည်းတစ်ခုဖြစ်ပါတယ် ပန်းသေးရှာလကာရေရေနွေးနဲ့ရှာလကာရေရောပြီး7မိနစ်ကနေ15မိနစ်စိန်ချင်းရေစိန်ပေးချက်ကလည်းတက်တာပြောက်ခင်းစင်နိုင်ပါတယ်။ကာကွယ်ဖို့အတွက်နည်းလမ်းများမိမကိုတန်ရှင်းရေးပုံမှန်ပြုလုပ်ပေးခြင်းစက်ပြအပျော်စားကို အသုံးပြုပါရှေ့ကနေနောက်ကိုသာတုပ်ပါဘက်တီးရီးယားတွေစအိုးကနေမိမကိုကိုမဝင်စေဖို့အတွက်ဖြစ်ပါတယ်။ခြေသားအသွင်းခံတွေကိုဝစ်ဆင်ခြင်းလေဝင်လေထွက်ကောင်းတဲ့အချောက်ခံမြတ်တဲ့အဝတ်အစားကိုရွေးချယ်ပါ လိမ့်ဆက်ဆန်ပြီးနိုင်မှာစီးသွားခြင်းစီးသွားခြင်းနဲ့ဘက်တီးရီးယားတွေကိုစေကျော်ပြီးနိုင်မှာတယ်ပရိစီဝါစီဟော်မုန်းစီတွေကိုလိုအပ်မှတောက်သုံးမှာပရိစီဝါစီတွေကပုံမှန်ဘက်တီးရီးယားမျှခြေကိုပြည့်စင်နိုင်တာကြောင့် probiotic ဖြစ်ဆွက်စာတွေကိုစားသုံးပေးဖို့လိုအပ်ပါတယ် tampons တွေ pads တွေကိုမကြာခဏလဲလှယ်ပေးပါတနည်းမှာ၃၄ချိန်လဲလှယ်ပါဆေးလိပ်ဖြတ်ခြင်းဆေးလိပ်တောက်ခြင်းကမိမကို pH level ကိုပြည့်စင်နိုင်ပါတယ်။ဘယ်ချိန်မှဆရာဝန်နဲ့ပြသရမလဲ။ ကွင်းဆောင်မိခင်တွေမှို့ပိုးကခလေးကိုထိခိုက်နိုင်တာကြောင့်ဖြစ်ပါတယ်။စီးပူညောင်ကြားဖျားနာခြင်းတို့နဲ့တွဲပြီးတော့ဖြစ်ပေါ်ပါကပြသနိုင်ပါတယ်။ပထမဆုံးချိန်လက္ခဏာတွေကိုခန်းစားရပြီးပါကပြသမှာဖြစ်ပါတယ်။ကုသပြည်တိတိုင်းလက္ခဏာမပြောက်ပါကခန္ဓာရည်ကြာဆင်းခြင်း HIV AIDS ရောဂါလက္ခဏာတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။မျက်မကိုရောင်ရမ်းခြင်းကိုခယူးမဆိုင်ပါကမြို့အောင်နှိုင်စွမ်းကြာဆင်းခြင်းကိုဝင်ပြဿနာစတဲ့နောက်ဆက်တွဲလက္ခဏာတွေဖြစ်ပေါ်နိုင်တာကြောင့်စောစီးစွာကုသဖို့အတွက်ရည်ကြီးပါတယ်။ အရေးတကြီးသတိပြုရမယ့်အချက်များလင်ကားနှစ်တစဉ်ကိုဆက်တဲ့ယောဂရီနဲ့မှားတက်တာကြောင့်ယောဂနာမည်တက်ဖို့အတွက်ဆရာဝန်နဲ့ပြသတင်ပါတယ် pH level ပြည့်ဝနိုင်တာကြောင့်အိမ်တွင်းကုထုံးတွေကိုမိမိသဘောနဲ့အလွန်အကျွံမသုံးပါနဲ့မင်းမကိုရောင်ရဲခြင်းကိုစနစ်တကျကုသပါတပတ်ကနေနှစ်ပတ်အတွင်းမှာပြောက်ကင်းနိုင်ပါတယ်ဒါပေမဲ့အချိန်ကြာမြင့်စွာလက္ခဏာဆက်ရှိနေပါကဆရာဝန်နဲ့တိုင်ပင်တင်ပါတယ် ခုပြောပြသွားတဲ့အကြောင်းအရာတွေကိုတော့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO American CDC ရောဂါထိန်းချုပ်ရေးနဲ့ကာကွယ်ရေးစင်တာအစရှိတဲ့ဆောင်းပါးတွေကနေကိုးကားဖော်ပြသွားခဲ့တာဖြစ်ပါတယ်။နောက်တစ်ပတ်မှာလည်းကျမတို့ရဲ့ K2L အစီအစဉ်ကနေအမျိုးသမီးကလေးရီနဲ့ပတ်သက်တဲ့ကျန်းမာရေးနဲ့ပူးတူတရားစီမဲအကြောင်းအရာတွေအလားပါနဲ့ပတ်သက်တဲ့နည်းလမ်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်အပတ်စဉ်တနင်္ဂနွေနေ့တိုင်းမှာစောင့်မျှော်ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။